ပိတ်သက်များအောင်လို့မေမင်္ဂလာပါရှင်။ကျမတို့ရဲ့ရန်ကုန်ကျိုးဆိုင်ကာတွန်းချန်လေးကနေပြန်လေးကြိုဆိုလိုက်ပါရစေ။ဒီဗီဒီယိုလေးမကြည့်ခင်မှာ VPN လေးခံပြီးကြည့်ပေးကြဖို့လေးမြတ်တာခင်ပါရရှင်။ဒီကနေ့ပိတ်သက်တွေကိုတင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့အသက်30ရှိပြီဖြစ်တဲ့ကိုကျော်ကတော့မလာစရယ်မင်းလေးတယောက်နဲ့လက်ထပ်ခဲ့ပါရစေ။ကိုကျော်ကတော့အင်တာကျသွားပြီမဲ့တခြားသူတွေလိုမပြောရှင်းခဲ့ရပါဘူး။ဘာလို့လဲဆိုတော့ကိုကျော်ကအရင်ကိုစင်ရပါရစေ။ အခုနောက်ပိုင်းမှာကိုကျွေးရဲ့အခြေအနေကတော်တော်လေးကိုဆိုးလာခဲ့ပါတယ်။သူရဲ့မိသားစုအတွက်အလုပ်ကိုစူးစမ်းလုပ်ကရင်ဘဝကိုခက်ခဲခက်ခဲရုံကန်နေရပါတယ်။တနည်းမှာတော့ကိုကျွေးကမကြီးသေးတွေကိုအပင်ပေါ်မှာတက်ခွေရင်အပင်ပေါ်ကနေခနာချိုင်နာနေခဲ့ပါတယ်။ငါရဲ့ဘဝကကြာလီဆိုးလာပါလား။ဒီအစင်းရမှုတွေကနေလွတ်မြောက်အောင်ဘယ်လိုလုပ်ရမှာလဲ။ငါတကြလို့တခုခုပြောင်းပြီးတော့လုပ်တင်လား။ကိုကျွာတော့သူရဲ့ဘဝကိုသူညှို့ရင်းဆင်းရဲမှုကနေလွတ်မြောက်မဲ့နိလန်ကိုအကြံထုတ်နေခဲ့ပါရဲ့ အဲ့ချိန်မှာပဲကိုချူကအပြင်အောက်ကနေဖျက်လျှောက်လာတဲ့ကိုဝင်းကိုတွေ့လိုက်ရပါတယ်။ကိုဝင်းပါလား၊သူ့မတွေ့ရအောင်တော်တော်ကြပြီ။အကိုတော်တော်လေးကိုပြောင်းလဲသွားပါလား။ဟေ့ကိုဝင်း၊ကိုဝင်း။ကိုဝင်းကအပြင်ဘောကနေကြည့်လိုက်တော့ကိုချူကိုတွေ့လိုက်ရပါတယ်။ကိုချူကအပြင်ဘောကနေအောက်ကိုခုန်ဆန်းလိုက်ပြီးချက်ချင်းပဲကိုဝင်းစီကိုသွားလိုက်ပါတယ်။ဟေ့ကိုဝင်း၊မင်းကိုကြည့်ရတာအရင်ကနေမတွေ့တော့ဘူး။အရင်ကိုပြောင်းလဲသွားပါလား။မင်းမျိုးချင်းမှာလောက်ကန်စားတော့ရတာအဆင်ပြေနေရတဲ့နဲ့မင်းပါရင်လောက်ခဲ့ရလဲငါ့ကိုပြောပြပါလား။ ငါရွာတတိယလို့ခဏပြန်လာခဲ့တာပါ အလောက်ကဟိုမှလို့ရတာအဆင်ပြေလားငါအကျိုးချံပြောပြစမ်းပါဦးငါမျိုးသွားတာအစားတစ်ချက်တော့ပင်မဲပါရဲ့နောက်တော့လို့တကူရခဲ့လေမျိုးမှာပလတ်စတစ်တွေဘူးတွေကပေါ်ရင်မျိုးရလူတွေကသူတို့ဝဲယူရမယ်နဲ့များစွပြကြတာငါတို့သူတို့စွပြတဲ့ပလတ်စတစ်ဘူးတွေကိုကောက်ယူပြီးတော့ရေထည့်ရောင်းနေကောက်ယူထားတဲ့ပလတ်စတစ်ဘူးတွေကိုရေထည့်ပြီးဈေးတက်တက်တက်တာနဲ့ပြန်ရောင်းတော့အလုံးကဝဲကြရလေ ဒီကနေလေဝင်ငွေရတယ်ပြီးတော့စားတော့ဆိုင်မှာအလုပ်ဝင်လို့ရကနေလေဝင်ငွေကထည့်ရသေးရဲ့လေကိုချိုလေကိုဝင်းပြောတာကနောက်ထောင်ပြီးသဘောကျသွားတာပေါ့သူကလည်းတခြားအလုပ်တစ်ခုကိုလုပ်ကျင်နေအောင် ကိုဝင်းကသူ့ရဲ့မိသားစုကိုပြောပြဖို့အတွက်အင်ကိုအမြန်သွားလိုက်ပါတယ်ကိုချိုအင်ကိုရောက်တော့သူ့ရဲ့အမေရောမိမဖြစ်သူနဲ့တမင်ပါရှိနေကြပါတယ်မလာကတော့ညစာချက်ပြို့ဖို့အတွက်ပြင်ဆင်နေပါတယ်အမေတားတခုတိုင်ပင်စရာရှိလို့တားတို့မြို့မှာသွားပြီးအလုပ်လုပ်ကြရင်ကောင်းမလားမသိဘူး အခုမြို့ကနေရွာကိုပြန်လာတဲ့ကိုဝင်းနာအခွင့်ရမ်းစင်ပြေနေတယ်။မနေ့ပြန်ကြရင်မြို့ကိုသွားကြအောင်။ဒါရဲ့မြို့မှာပတ်စံသွားရှာတော့ဟုတ်ပါပြီ။မြို့ရောက်တာနဲ့ဒါအလို့တန်ပြီးတော့ရပါမလား။ဒါကခုချက်ချင်းမြို့ကိုသွားချင်တယ်ဆိုရင်လေအမေတို့ပါလိုက်ခဲ့ပါမယ်။ယောက်ျာရှင်မြို့ကိုသွားချင်တာတော့ဟုတ်ပါပြီ။ကျွန်မတို့လက်ထက်မှာပတ်စံတိတ်မရှိဘူးနော်။ပြီးတော့တမလီရဲ့ကြွယ်အစင်ပြေပါမလား။တမလီရဲ့ဆန်နောက်ရောမြေကြည့်ပါဦး။အဖေကောင်းတို့လိုစစ်စစ်ပါ။တမလီရဲ့မြို့ကိုတခါမှမရောက်ဘူးတော့သွားချင်တယ်။ ဟုတ်တယ်ယောက်ျားကျမလည်းမြို့ကိုတသက်မှာတခါတော့ရောက်ပိုးခြင်းနေအခုသမီးလေးကလည်းမြို့ကိုသွားခြင်းနေမှာတော့အားလုံးအတွေ့အဆင်ပြေပါတယ်။ကောင်းပြီလေငါလည်းမရောက်ဘူးသေးပါဦး။ငါကုတ်ရွာမှာလုံးလုံးရတာလည်းအဆင်မပြေဘူးလေ။မြို့ကိုသွားပြီးဟိုရောက်မှာအလုပ်ဆိုင်ကြည့်စီစဉ်ရမယ်။ယောက်ျားဟိုရောက်ရင်ကျမတို့အတွက်အလုပ်အမြင်ရဖို့အရေးကြီးရင်နော်။ဟိုမှာတဲထိုးပြီးတော့နေကြမလား။ဒါဆိုရင်အကုန်ကြတက်တာလိမ့်မယ်။သူတို့မိသားစုကတော့အခုနေထိုင်နေတဲ့ရွာလေးကနေမြို့ကိုသွားဖို့အတွက်တိုင်ပင်လိုက်ကြပါရဲ့ အလုံးကကိုချိုပြောတာကိုသဘောတူကြပါရဲ့အဲဒီနောက်မှာတော့သူတို့မိသားစုကနာတနေမနဲ့ဆဆုံးမှာပဲကားလေးနဲ့မြို့ကိုလာခဲ့ကြပါရဲ့ကိုချိုတို့မြို့ကိုရောက်လာတော့ဘယ်လိုသွားရမလဲမသိပဲလမ်းလေမရက်ကရောင်းတောင်တောင်ဖြစ်နေပါရဲ့ကိုချိုတို့ကိုကြည့်ပြီးအနေနာသူတွေကထောင်ပြောင်ခဲ့ကြပါရဲ့သူတို့ကြည့်ပါဦးဒီညမှာရက်နေတာအတော့ကြပြီဝစားထားလည်းဆုတ်ပေးနေရပဲတမင်တို့ကိုအခုလုံးမပြောပါနဲ့ရှင်တမင်တို့ကအခုဒုက္ခရောက်နေရလို့ပါ ဟုတ်ပါတယ်ကျွန်တော်တို့ကဒီမြို့မှာလလုံရင်နေထိုင်ဖို့ရလာတာပါကျေးဇူးပြုပြီးတော့နေထိုင်ရမယ့်နေရာလေးရှင်လမ်းညွှန်ပေးပါခဏကြာတော့ကိုချူတို့လည်းစောစောကသူတို့ရဲ့လမ်းပြပြောဆိုလိုက်တဲ့အချိန်ညဖက်လမ်းလေးအချိန်ထွက်လာခဲ့လိုက်ကြပါတယ်သူတို့အလုံးကအရှိခလလန်းကိုရောက်လာတော့ယာယီအသေးလေးတွေထိုးပြီးတော့နေထိုင်နေကြတဲ့သူတို့ချို့တွေကိုကြွလိုက်ရပါတယ်သူရောက်လာတဲ့နေရာမှာတော့ယာယီအသေးလေးတွေအများကြီးရှိနေပါတယ်ကိုချူကသူတို့လည်းဒီမှာတဲထိုးနေဖို့ဆုံးဖြတ်လိုက်ပါတယ်ယောက်ျား ကျမတို့ဒီမှာပဲသူတို့လိုတဲထိုးပြီးတော့နေကြမလားငါတို့အကြွယ်နေစရာလေးအရင်စစ်စင်ရမယ်ပြီးတော့မှပဲစားတော့ဖို့အတွက်စစ်စင်ကြတာပေါ့ကိုကျိုးတို့လည်းသူတို့ရောက်တဲ့နေရာမှာတဲထိုးလိုက်ပါတယ်ခဏနေတော့သူတို့မိသားစုအနေတိုင်းပေါ်အစင်တဲဖြစ်သွားပါတယ်ကိုကျိုးလည်းအားလုံးပြေးသွားတော့အလုရှာဖို့ထွက်လာခဲ့လိုက်ပါတယ်ခဏနေတော့ကိုကျိုးကစိတ်ယုံတစ်ခုနားကိုရောက်လာခဲ့ပါတယ်အိုးဒီမှာစိတ်ယုံတယ်ယုံမေငါဒီမှာလွတ်လွတ်ရရင် ကောင်းပါပြီ ။ဒါမဲ့ကိုကျူကတော့စက်ရုံမှာလူပြင့်နေရကြအလုံးမရခဲ့ပါဘူး။ကိုကျူလည်းအတီကနေထွက်လာလိုက်ခဲ့ပါရဲ့။ခဏကြာတော့ကိုကျူကစားတော့ဆိုင်ဒီဇိုင်းရဲ့ရှေ့ကိုရောက်လာပြီးအမိုက်ပုံးတင်းမှာပလတ်စတစ်ဘူးတွေအများကြီးရှိနေတာကိုတွေ့လိုက်ရပါတယ်။ဟော၊ကိုဝင်ပြောသလိုပဲပလတ်စတစ်ဘူးတွေအများကြီးပါလား။ဟုတ်ပြီ။ငါကြာရင်အားလုံးကိုယူသွားရမယ်။အိုင်နာမှာတော့ကိုကျူကပလတ်စတစ်ဘူးတွေအလုံးကိုယူလာခဲ့လိုက်ပါတယ်။ကိုကျူကတော့နေတိုင်းဆွပြက်ထားတဲ့ဘူးတွေကိုလိုက်ရှာပါတယ်။ ဒီနေ့မှာတော့ကိုကျော်အဘူရီကိုယူနေအချိန်မှာပဲဆိုင်တရားနေတတိယထွက်လာပြီးကိုကျော်ပြောလိုက်ပါတယ်။အိုးမင်းခုလိုလာယူနေရကောင်းပါရဲ့။ဒီမိုက်တွေကိုဘသူမှရှင်ပေးသမားလေးမရှိဘူး။ပြီးတော့မင်းငါရဲ့ဆိုင်အတွက်နေတိုင်းတန့်ရှင်မဲလာလို့ပေးပါ။မင်းတို့ငါပတ်စံပေးပါမယ်။ဟုတ်ကဲ့ပါဆရာကျေးဇူးတင်ပါတယ်။ကျွန်တော်ဒီဆိုင်လေးအတွက်ကြိုးစားပြီးတော့တန့်ရှင်လုပ်ပေးပါမယ်။ကိုကျော်ကတော့အလုပ်လည်းရသွားတာပေါ့။မနေ့ပြန်ဆောစော ိုချိုကဆိုင်ငိုသွားပြီးတော့တန်ရှင်းလုပ်ပေးပါရီသူကတော့အလုပ်ကိုစူးစမ်းပြီးလုပ်ပေးပါရီတတိယလေကိုချိုလောက်တောက်ကြည့်ပြီးတော့သဘောကျနေပါရီဒါကြောင့်အလုပ်စူးစမ်းတဲ့ကိုချိုကိုတတိယငွေပိုပေးလေးရှိပါရီကိုချိုကတော့တစ်ဖက်မှာလေသူရေးဖြည့်ထားတဲ့ရေဘူးတွေကိုဈေးတက်တက်တတနဲ့ပြင်ရောက်ပါရီအခုစိန်ကိုချိုကငွေကိုအတော်လေးရှာနိုင်ခဲ့ပါပြီကိုချိုလည်းညနေဆောင်ရောက်တိုင်းပတ်စံတွေကိုရေတွက်ရင်ပျော်နေတာပေါ့အိုးငါအရင်ကိုကန်ကောင်းလာပြီဒီနေ့တော့သူတို့စားကြတဲ့လေးတွေကိုသွားဝယ်ပေးလိုက်မယ် ကိုကျော်လည်းသူ့မိသားစုစားတော့ဖို့အတွက်အိမ်ပြန်မှဆိုင်ရနေဝင်လာခဲ့လိုက်ပါတယ်။အားလုံးကလည်းကိုကျော်ဝင်လာရကအဖာတရားစားတော့လိုက်ကြပါတယ်။အခုစရင်ကိုကျော်မိသားစုဟာပျော်ရွှင်မှုတွေကိုခံစားနေရပါပြီ။ဒါရဲ့အလလို့ရတာအရင်ပြန်မှလားအစစရင်ရကယူဆိုင်နော်။အခုတလောကိုကျော်ဟာဆိုင်မှာလည်းအတန်ရှင်လွန်လိုက်ရေဘူးတွေကိုထိုင်ရောက်လိုက်နဲ့အရင်ကိုအဆင်ပြေနေပါတယ်။သူ့ရဲ့မိသားစုစားဝင်နေရင်လည်းအတော်တင့်ကိုခြောင်လည်လာပါတယ်။အမေအခုရပါရဲ့ဖေကအင်ကိုပြန်လာတာအရင်တော့ကြတာပဲ။ တမလို့ကအထင်းမှာပဲနေနေရတာပြင်းလာပြီးအပြင်ကိုထွက်ကြည့်ကြအောင်တမလီကအခုလိုနေရတာပြင်းနေပြီလားကောင်းသားပဲအမေတို့လည်းဒီကိုရောက်လာကြတဲ့ကဘယ်ကောမှမသွားသေးဘူးအတူတူသွားကြတာပေါ့သူတို့အလုံးကအပြင်ကိုထွက်လာတော့ခလလန်းမလူတယောက်ကမုံရောင်းနေရကိုမြင်လိုက်ရပါတယ်တမလီအမေတို့ဟိုမှာမဟုတ်သွားဝယ်စားကြည့်အောင်ကောင်းသားပဲမေအခုကျမအမုံလေးရောင်းပေးပါအရင်ဆောင်လို့ကောင်းမဲ့ပုံပဲဆန်ရွှဲရတော့တခြားသူတွေကို ။မှာယူရင်မုတ်တွေပြေးလိုက်ပြီးတာနဲ့မာလာတို့ကိုမုတ်တွေရောင်းပြေးလိုက်ပါတယ်။သူတို့အလုံးကမုတ်ယူပြေးထွက်လာတော့ဆိုင်ရှိမှာတန်ရှင်းလုံနေတဲ့ကိုကျူကို တွေ့လိုက်ရပါတယ်။ကိုကျူကတော့သူတို့ကိုမမြင်ပါဘူး။အမေအဖေပြန်မနေပြီချင်းနဲ့တမင်တို့အင်ကိုပဲသွားကြအောင်။အဖေပြန်လာရင် စားဖို့မုတ်ကိုထပ်ထပေးလိုက်မယ်နော်။ကိုကျိုလေးအင်ကိုရောက်လာတော့သူတို့အလုံးကမုတ်ကိုအတူတူစားလိုက်ကြပါရဲ့။"အိုးဒီမုတ်ကဘာမုတ်လဲ။အရန်ရတာရှိတာပဲ။အဖေကြိုက်သွားပြီလား။" ။သမီးတို့ဒီနေ့အပြင်ကိုထွက်လေကြရင်ဝင်လာခဲ့ရလေ။တားလို့လို့ရတာပြန်မနေဘူးလား။အစစရရာကူးဆိုင်နော်။နောက်တနေ့မှာတော့မလာကရောက်ကမဖြစ်သူနဲ့တိုင်ပင်လိုက်ပါရယ်။အမေသမီးတို့ရွာပြန်ပြီးဟုတ်လို့ရောင်းကြရင်ကောင်းမယ်ထင်တယ်။အလုံးကကြကြမှာမနေ့ကဝေလာရီမဟုတ်ဆိုအရင်ကိုစားလို့ကောင်းတာပဲ။မလာပြောတာကိုအလုံးကတဘောတူကြပါရယ်။မလာကနောက်တနေ့ရောက်တော့ယောက်ျားဖြစ်သူကိုပြန်ပြောပြလိုက်ပါရင်ကိုချူလည်းမိမဖြစ်သူပြောတဲ့အကြံကိုသဘောကျသွားတာပေါ့ အခုဆိုရင် ကိုကျိုးတို့မှအတော်တင်ဆူဆောင်းမိနေပါပြီ။အဲနောက်မှာတော့သူတို့လည်းရွာကိုပြန်လာခဲ့ကြပြီးမုံလုံးရောင်းခဲ့ပါတယ်။သူရီရဲ့မုတ်ကအရင်ကစားလို့ကောင်းတာကြောင့်ကိုကျိုးတို့ဆိုင်လေးမှာလူအမြဲတိုးကျနေလေးရှိပါတယ်။အလုံးစူးစားပြီးစီကံရှိတဲ့သူတို့မိသားစုလေးဟာနောက်ဆုံးမှာတော့အင်တက်လေးတလုံးကိုဆောက်လို့နိုင်ခဲ့ပြီးပြပြောရှင်းရှင်းနေထိုင်သွားခဲ့ကြပါသေးတယ်။